မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ကြီးရဲ့အသွေးအသွေးကကင်ဝေးပြီးကိုစိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလာရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့စက်တင်ဘာလ18ရက်ဗုဒ္ဓဦးနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ CRPH နဲ့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်တို့တွေ့ဆုံပြီးဂျာကာလာအစိုးရအဖွဲ့ဖွဲ့စည်းရေးဆိုင်ရာရှေ့လုပ်ငန်းစဉ်တွေကိုဆွေးနွေးခဲ့တဲ့သတင်း။ တပတ်အတွင်းအကြမ်းဖက်စစ်သား15ဦးတော်လန်ရေးတပ်တွေထံအလင်းဝင်လာတဲ့တဲ့တင်စစ်တောင်းမြင့်ဝမ်းစိုးမိုးနယ်မြေမှာ PDF ရဲဘော်တွေလုံခြုံရေးဆောင်ရွက်နေတဲ့တဲ့တင်တဝဲမြို့နယ်မှာအကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဖုန်ကြီးကျောင်းနဲ့ပြည်သူနေအိမ်တွေထိခိုက်ပျက်စီးခဲ့တဲ့တဲ့တင် စိတ်ဖြူမျိုးနယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်မှုတွေတောက်လျှောက်ပြုလုပ်နေတယ်လို့စိတ်ဖြူမြောက်ပိုင်းပကဖကအတိပေးထုတ်ပြန်လိုက်တဲ့သတင်းနဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ဟုံးကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လန်ရေးဆန္ဒပြလူလူတပိတ်သတင်းတွေပဲဖြစ်ပါတယ်။ CRPH နဲ့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်တို့တွေ့ဆုံပြီးဂျာကာလာအစိုးရအဖွဲ့ဖွဲ့စည်းရေးဆိုင်ရာရှေ့လုပ်ငန်းစဉ်တွေဆွေးနွေးခဲ့တဲ့သတင်းကိုပထမဦးဆုံးအနေနဲ့တင်ဆက်ပေးပါမယ်။ ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH နဲ့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကိုယ်စားလှယ်တို့အကြားစက်တင်ဘာလ16ရက်နေ့ကဗီဒီယိုကွန်ဖရင့်ကနေတွေ့ဆုံပြီးဂျာကာလာအစိုးရအဖွဲ့ဖွဲ့စည်းရေးဆိုင်ရာရှေ့လုပ်ငန်းစဉ်တွေဆွေးနွေးခဲ့ကြပါတယ်။တွေ့ဆုံဆွေးနွေးပွဲမှာပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌဦးအောင်ကြည်ညွန့်ရဲ့ဆွေးနွေးမှုနဲ့စတင်ခဲ့ပါတယ်။ဆက်လက်ပြီးစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌဦးမြင့်ထွေးကစကိုင်းဖက်ဒရယ်ယူနစ်ဂျာကာလာအစိုးရအဖွဲ့ဖွဲ့စည်းရေးဆိုင်ရာရှေ့လုပ်ငန်းစဉ်ကိစ္စရပ်တွေကိုရှင်းလင်းပြောကြားခဲ့ပါတယ်။ အရင်နောက်တက်ရောက်လာတဲ့လွှတ်တော်ကိုယ်စားလှယ်တွေကအပြန်အလှန်ဆွေးနွေးခဲ့ကြပြီးအစည်းအဝေးကိုရုပ်သိမ်းခဲ့ကြပါတယ်။အဆိုပါတွစ်ဆုံဆွေးနွေးပွဲကိုပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီဥက္ကဋ္ဌဦးအောင်ကြည်ညွတ်နဲ့အဖွဲ့ဝင်တွေ၊စကိုင်းဖက်ဒရယ်ယူနစ်ဘက်မှယူနစ်လွှတ်တော်ဥက္ကဋ္ဌဒုတိယဥက္ကဋ္ဌနဲ့လွှတ်တော်ကိုယ်စားလှယ်တွေတက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစားပြုကော်မတီကသတင်းထုတ်ပြန်ထားပါတယ်။တပတ်အတွင်းအကြံဖတ်စစ်သား15ဦးတော်လန်ရေးတပ်တွေထံအလေးဝင်လာတဲ့သတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ စတင်ဘာလပထမအပတ်တွင်အကြံဖတ်စေအုပ်စုကိုစွန့်ခွာကာအလင်းဝင်လာတဲ့စစ်သား15ဦးရှိပြီးအဲ့ဒီထဲကတပ်သား73ဦးမှအကြံဖတ်စေအုပ်စုရဲ့စစ်သားဟောင်းတွေဖြစ်တယ်လို့ပြည်သူ့ပန်းနိုင်ထံကသိရပါဗျ။ပြည်သူ့ပန်းနိုင်ရဲ့ပြေးဟ project ယခုတစ်ပတ်မှာအလင်းဝင်လာတဲ့စစ်သား15ဦးရှိပြီးလက်နက်ချစစ်တုံးပန်း10ဦးရှိတယ်လို့ဆိုပါဗျ။အလင်းဝင်လာတဲ့စစ်သား15ဦးမှာသကိုင်းတိုင်းတိုင်းတွေကဖြစ်ပြီးလက်နက်ချစစ်တုံးပန်း10ဦးမှာတနင်္သာရီတိုင်းတွေကဖြစ်ပါတယ်။ အခုတစ်ပတ်အလင်းဝင်လာတဲ့စစ်သား15ဦးမှာအရမစစ်မှုတန်းတပ်သား2ဦးသာပါဝင်ပြီးကျန်73ဦးမှာတပ်ဖွဲ့ဝင်ဟောင်းတွေဖြစ်နေတာထူးခြားမှုတစ်ခုဖြစ်တယ်လို့ပြည်သူ့ပန်းနိုင်ကဆိုပါတယ်။ဖန်စီကန်စစ်သုံးပန်း10ဦးအနက်6ဦးမှာအရမစစ်မှုတန်းတပ်သားတွေဖြစ်ပါတယ်။အုပ်စုလိုက်အလင်းဝင်လာသူတွေအများစုမှာအဒမစစ်မှုတန်းပြည်သူစစ်တပ်သားတွေဖြစ်ပေမဲ့အခုနောက်ပိုင်းမှာအကြမ်းဖက်ဆဲအုပ်စုထံမှတပ်ဖွဲ့ဝင်ဟောင်းတွေဥဆောင်အလင်းဝင်လာတာကိုမကြာခဏတွေ့လာရတယ်လို့ဆိုပါတယ်။ 2025ခုနှစ်ဇန်နဝါရီလမှစက်တင်ဘာလပထမပတ်အထိအကြံဖတ်စေအုပ်စုကိုစွန့်ခွာကာအလင်းဝင်လက်နက်ချစစ်တုံးပန်းစုစုပေါင်း2029ခုအထိရှိတယ်လို့အတည်ပြုထားပါဗျ။စစ်တုံးမြဝံစိုးမိုးနေမြေမှာ PDF ရဲဘော်တွေလုံခြုံရေးဆောင်ရွက်နေတဲ့တဲ့င်းကိုဆက်လက်တင်ဆက်ပေးပါမယ်။ပဲခူးတိုင်းစစ်တုံးမြဝံတရှောက်တော်လန်ရေးစိုးမိုးနေမြေအတွင်းရေဒါရှိ PDF ရဲဘော်တွေကလုံခြုံရေးဆောင်ရွက်နေမှုမှတ်တမ်းတပ်ပုံတွေကိုဒီကနေ့မှထုတ်ပြန်ပါဗျ။ ပြည်သူတွေအေးချမ်းစွာနေထိုင်နိုင်ရေးအတွက်ရေတာရှည်မြို့နယ်အခြေစိုက်တောင်ကူခရိုင်တရင်3934တက်ခွဲ35ရဲဘော်တွေနေညမနာတောင်းဝင်ထမ်းဆောင်နေတယ်လို့လည်းအတည်ပြုထားပါဗျ။ပြီးခဲ့တဲ့စက်တင်ဘာလ12ရက်နေ့မှာလည်းရေတာရှည်မြို့နယ်အခြေစိုက်တရင်3934တက်ခွဲ1တက်ခွဲ2တက်ခွဲ3ထံကာကွယ်ရေးဝန်ကြီးဌာန MOD ကချပေးထားတဲ့လက်နက်တွေကိုတရင်3934ဒုတရင်မှုကရဲဘော်တွေထံပြန်လည်တပ်ဆင်ပေးခဲ့ပါဗျ။အခုလိုလက်နက်တပ်ဆင်တာကအကြမ်းဖက်ဆက်အာဏာရှင်ကိုအမြင့်ပြတ် တိုက်ထုတ်ရေးအတွက်ဖြစ်ပြီးပြည်သူကိုကာကွယ်ပေးရမှာဖြစ်တယ်လို့လည်းဒုတက်ရေးမှုကပြောပါတယ်။ဒါအပြင်တောင်ကူခရိုင်တရင်3930ညလေးတက်ခွဲ3အနေနဲ့3900ကမ်ပိန်းရေးတာရှိကိုပြုလုပ်နေပြီးပအဝင်ကူညီပေးကြဖို့လည်းတိုက်တွန်းထားပါတယ်။တဝယ်မြို့နယ်မှာဂျမ်ဖတ်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်ဘုံကြီးကျောင်းနဲ့ပြည်သူနေအိမ်တွေထိခိုက်ပျက်စီးခဲ့တဲ့တဲ့ရင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းဒဝယ်မြို့နယ်ပကာယီကျေးရွာအနီးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း အထိနာခဲ့တဲ့အချမ်းဖတ်စစ်တပ်ကတိုက်ပွဲနဲ့မသက်ဆိုင်တဲ့ပကာယီကျေးရွာအတွင်းကို Jet Fighter နဲ့လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ KNU ဗိဒ္ဓဝေခရိုင်ကထုတ်ပြန်ပါတယ်။အချမ်းဖတ်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဘုံကြီးကျောင်းတစ်ကျောင်းအပါအဝင်ပြည်သူနေအချို့ထိခိုက်ပျက်စီးခဲ့ရတယ်လို့ဆိုပါတယ်။တဝဲမြို့မှာတက်လာတဲ့အချမ်းဖတ်စစ်တပ်ရဲ့အင်အားတရားဝင်းကျင်ပါတဲ့စစ်ကြောင်းကိုစက်တင်ဘာလ14ရက်နေ့မှာကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA တပ်မဟာ၄တရင်စစ်နှစ်တော်လိုင်းပူပေါင်းတပ်ဖွဲ့တွေနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပကာယီကျေးရွာအနီးမှာကြားပြတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အဆိုပါတိုက်ခိုက်မှုတွင်အကြမ်းဖက်တပ်သား10ဦးသေဆုံးပြီး15ဦးခန့်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် MA1 တလက်အပါအဝင် KN အချို့သိမ်းဆည်းရမိခဲ့တယ်လို့ KNU ဗိတ်တော်ရဲ့ခရိုင်ကအတည်ပြုထားပါတယ်။စိတ်ဖြူမျိုးနယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်မှုတွေတောက်လျှောက်ပြုလုပ်နေတယ်လို့စိတ်ဖြူမြောက်ပိုင်းပကဖကအတီဘေးထုတ်ပြန်လိုက်တဲ့သတင်းကိုထပ်မံတင်ဆက်ပေးပါမယ်။ မကွေးတိုင်းပကုတ်ကူခရိုင်စိတ်ဖြူမြို့နယ်အတွင်းမှာအကြမ်းဖက်စစ်တပ်ကိုတိုက်ခိုက်မှုတွေတောက်လျှောက်ပြုလုပ်နေတယ်လို့စိတ်ဖြူမြောက်ပိုင်းပကဖားရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ခံကိုသူရင်ကအတိပေးထုတ်ပြန်ပါတယ်။စိတ်ဖြူမြို့နယ်လဲဆဲရဲစခန်းကိုဩဂုတ်လ15ရက်နေ့က 5kg drone ဘုံသီး၅လုံးနဲ့ကျေချတိုက်ခိုက်ခဲ့ရာအကြမ်းဖက်ရဲ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လ17ရက်နေ့ကလည်းလဲဆဲရဲစခန်းကို drone ဘုံသီး၃လုံးနဲ့ကျေချတိုက်ခိုက်ခဲ့ရာအကြမ်းဖက်ရဲ3ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့အတိပေးထုတ်ပြန်ထားပါတယ်။ အဆိုပါဒရုန်းစစ်စင်ရေးအတွင်း NSP တပ်ဖွဲ့ရဲ့ဒရုန်းတစ်စီးထိကိုက်ပျက်စီးခဲ့ရတယ်လို့အတီးပေးထုတ်ပြန်ထားပါဗျ။ဇွန်လ30ရက်နေ့ကလည်းစိတ်ဖြူမြို့ပေါ်မှာအကြမ်းဖက်စစ်ကား2စီးအပြင်အင်အား30ခန့်ပါစစ်ကြောင်းကိုလမ်းပေါ်တနေရာမှာမိုင်းဆွဲတိုက်ခတ်ရာအကြမ်းဖက်စစ်သား3ဦးသေပြီး5ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့ပါဗျ။စိတ်ဖြူမြို့ပေါ်မှာ ဇွန်လ18ရက်နေ့ကလည်းအကျန်းဖတ်စစ်ကားတစ်စီးနဲ့ဆယ်မိုင်စစ်ဆေးဂိတ်ကိုထွက်လာတဲ့အင်အား25ဦးပါစစ်ကြောင်းကိုလမ်းပေါ်တနေရာမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာအကျန်းဖတ်စစ်သား3ဦးသေဆုံးပြီး9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဇွန်လ17ရက်နေ့ကလည်းအကျန်းဖတ်စစ်တပ်ရဲ့ဆယ်မိုင်လမ်းစုံဂိတ်စခန်းကနေကင်းယူဖို့ထွက်လာတဲ့အင်အား20ပါအကျန်းဖတ်စစ်တပ်ကိုမိုင်းဆွဲတိုက်ခိုက်ရာအကျန်းဖတ်စစ်သား8ဦးသေဆုံးပြီး10ဦးအပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့စိတ်ဖြူမြောက်ပိုင်းပကဖကသတင်းထုတ်ပြန်ပါတယ်။ အဆိုပါတိုက်ခိုက်မှုတွေကိုစစ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSB နဲ့ပကုတ်ကူခရိုင်အမှတ်၄တရင်တက်ခွဲ၃စစ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ပူးပေါင်းလှုပ်ဆောင်ခဲ့ကြတာပါအခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆက်အနာရှင်အမြင့်ပြတ်ချေမှုန်းရေးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ ရမပင်မြို့နယ်မှာနောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းကအတုရောင်ရွေးကောက်ပွဲစန့်ကျင်ရေးနဲ့အကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လန်ပြည်သူတွေကနောက်ပြန်မလဲကြီးဒီတော်လန်ရေးတပိတ်စစ်ကြောင်းဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရမပင်မြို့နယ်မှာအောင်လန်လွှင့်မီဒေါင်းသွေးနီတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကိုကင်ဆယ်ပြီးအတုရောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ ဇန်နာပြတော်လံပြည်သူတွေကအောင်လံလွှင့်မီဒေါင်းသွင်းနေတဲ့ပိတ်စစ်ကြောင်းနဲ့တင့်မဲဖြစ်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါရမပင်မျိုးနယ်မှာအောင်လံလွင့်မီရွှေကြီးတပိတ်စစ်ကြောင်းကတင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့စာသားကင်ဆွဲပြီးအတုယောင်ရွေးကောက်ပွဲစန့်ကျင်ရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါဗျာ။ ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီရွှေကြီးတပိတ်စစ်ကြောင်းနဲ့တင့်မဲဖြင့်တရားဝင်လူသက်ခွင့်မပေးနဲ့ဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါဆန္ဒပြတော်လှန်ပြည်သူတွေကနေမင်းမငိမ့်တက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေစဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်ဒါကတော့စက်တင်ဘာလ18ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစီခင်ဗျာ